ဗမုံမြို့တိုက်ပွဲငြိမ်သက်နေတာရပ်ပိုင်းလောက်ရှိနေပေမဲ့စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်မှုနေတိုင်းနေပါပြုလုပ်နေပြီမြို့ရဲ့အထင်ကရဖျားเจ้าကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်ဟန်နာတရင်ပြဖို့ထားပါတယ်ရှင်ကချင်ပြည်နယ်ဗမုံမြို့ပေါကုံးရပ်ကွက်မှာရှိတဲ့စိန်ပက်ထရစ်ကက်သလစ်ခရီးယန်ဖျားเจ้าဝင်းကိုမတ်လ16ရက်နေ့ညနေပိုင်းကစစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးခံလိုက်ရတာဖြစ်ပါတယ် အဲမြို့ထဲမှာလည်းစက္ကစတတရီရနေရာယူထားတာတွေရှိတယ်ဘာလို့ဒီစပောင်းရပဝင်းကျင်တွေမှာရောပြီးတော့ဒီစီပင်ယုံတွေမှာရောရေနေရာယူထားတာတွေရှိရဘာလို့ပြရဒီမရှိလား၁၆ရင်းနေမှာလည်းဒီစက္ကစတတရီရဘာလို့ဒီပမောမြို့ဘာလို့ဒီအာအထက်ကနေပေးမှရှိတဲ့ဒီစိန်ပတ်ထဖြတ်ကြောင်းကိုလည်းမိရှိုးလိုက်တယ်ဘာလို့မိရှိုးဖြတ်စီခဲ့ရဘာလို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကပဲဖျားချောင်းဝဲမှာရှိတဲ့ဆီယာရိုနေအိမ်နဲ့ဓမ္မယုံတွေအကုန်မီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်တဲ့အပြင်ဖျားချောင်းဝင်းဘေးမှာရှိတဲ့အမတ်နဲ့အထက်တန်းချောင်းလည်းမီးရှို့ဖျက်ဆီးခံထားရပြီးစိန်ပက်ထရစ်ဖျားချောင်းတစ်ခုတည်းကိုပဲခြံထားခဲ့တာဖြစ်ပါတယ်1958ခုနှစ်ကတည်းကတိဆောက်ထားခဲ့တဲ့မြို့ရဲ့အထင်ကြီးဖျားချောင်းကိုလက်ရှိဗမော်မြို့မှာတက်ဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်သားတွေကမီးရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းတွေလူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန့်နှံ့နေတာဖြစ်ပါတယ် ဖေဖော်ဝါရီလကတည်းကနေဘောနော်အဖျားချောင်းဝင်းတရအစားအုံတချို့ရဲ့ဒီအစင်ပတ်ဖျားချောင်းဘောနော်ပြီးရအထက်ကနေကျောင်းဆောင်တော်တော်များလဲဖေဖော်ဝါရီလကတည်းကနေစကားစားစီကျောင်းလာပြီးမြှို့တော်ရဟုတ်တယ်ဘောနော်ဒါပေမဲ့ဒီအခုဖေဖော်ဝါရီဒီမတ်လတင်မှာဆိုနေ16ရက်နေ့မှာလဲဖျားချောင်းပြီးပေါ်ဝင်ခြင်းကဖျားချောင်းဝင်းတရဒီအစားအုံမျိုးပြန်ပြီးမြှို့တော်ရဘောနော်အလိုဆိုတော့ဒီဖျားချောင်းကတော့လုံးဝမီးလောင်ပြကြသွားတဲ့ခြေနေတော့မဟုတ်ဘူးဘောနော် ဒီဖြာကြောင်းလည်းမီဟပ်ပြီးမှမီကူတော့မှဒီတရားလောင်ကျွမ်းတဲ့လောင်ကျွမ်းနိုင်တဲ့အရာကြီးမီလောင်ကျွမ်းတာမီလောင်ကျွမ်းသွားတဲ့အချိန်ကြီးပေါ့နော်ဘလို့ဆိုတော့ဖြာကြောင်းလည်းနည်းနည်းပူပါမီဟပ်ပြီးမှမီလောင်သွားတဲ့အချိန်ကြီးတော့ရှိတယ်ဗျစစ်ကောင်စီကမြို့ထမ်းနေရာတွေမှာလိုက်လံမိရှုဖြစ်စည်းနေတာဟာပြစ်ကွင်းရှင်းတဲ့သဘောလည်းဖြစ်နိုင်တယ်လို့ KAI ရှိတန်းတည်င်းမြစ်ကတုံ့တက်ပါတယ် ပမော်မျိုးကိုလုံးစုံသိမ့်ပိုက်နိုင်ဖို့ကချင်လူမျိုးရေးတက်မတော် KNY နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာပီကရက်နှစ်ဒီဇင်ဘာလဆန်ကတဲ့ကထူးဆစ်ဆင်နေခဲ့တာဖြစ်ပြီးဤတိုင်းဤပါစစ်ကောင်စီတပ်သူနဲ့တိုက်ပွဲပြင်းထန်နေခဲ့တာပါလဒလောဗမောမျိုးတဲ့တိုက်ပွဲပြင်းပြင်းထန်ထန်မရှိပေမဲ့စစ်ကောင်စီတပ်ကတော့နေတိုင်းလေချောင်းကနေပုံကျဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ KIA နဲ့နီဆက်တူကပြောပါတယ် ဗမောကတော့တိုက်ပွဲညင်နေတာ၃၄ရက်လောက်ပြန်ရှိလာရောဗောနော်အဲ့မတိုင်ခင်တော့ဒီဗမောအာစကားခါနဲ့စတဲ့ပဝင်ချင်ပဲမှာရောဒီနံပါဗမောတက်ကတူဗောနော်အဲ့ဘက်မှာအာစအာတမရှိရှိတဲ့နေရာယူထားတဲ့တက်ကတူပဝင်ချင်မှာရောအာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့တော့ရှိတယ်ပေါ့နော်အခုရပ်ပိုင်းကတော့တိုက်ပွဲတွေပြန်ပြင်းနေတဲ့နေရပေါ့နော်အမြင်ပြင်းမှလည်းနှစ်ဖက်အပြင်းထန်ပြစ်ခတ်တာတွေတော့မရှိဘူးငြိမ်းနေတဲ့အခြေအနေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီစက္ကဆဘက်ကတော့လေကြောင်းတိုက်ခိုက်မှုကတော့နေ့စဉ်နေ့တိုင်းအပြင်းထန်ပြစ်လုံနေတယ်ပေါ့နော်မနေ့ဆိုရင်လည်းပုံမှန်မညာမနေ့ပိုင်းကညနေပိုင်းကပေါ့နော်ဒါတနေ့ရောနေ့ဆုံးပုံကတော့အလုံးအာဒီငါစလုံးပုံမှန်လာကျဲတယ်ပေါ့နော်ပြီးတော့ဒီ white 8လို့တည်ယူပို့ဆောင်ရေးလေရင်လေးကနေလဲဒီ တော့လည်းနဲ့ခဲရနေပုံမှန်လာချပေးနေတာတွေရှိတယ်ပေါ့နော်ဖန်ခါကုန်းမှာရှိတဲ့ပမောခလာရ50ခွန်ပတ်ဝန်းကျင်လေးမိုင်ဘက်ကစစ်စေးယုံထုတ်ပို့တဲ့တွေအဲ့ဒီဘက်ခြံတွေမှာမြေပြင်တိုက်ပွဲငြိမ်သက်နေတာကြာပြီလို့လဲဆိုပါတယ်လက်ရှိပမောမြို့တိန်တိုက်ပွဲအတွင်း KAI နဲ့ပူးပေါင်းတပ်တွေကစစ်ကောင်စီရဲ့တပ်စခန်းအများစုကိုတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးဖြစ်ပြီးစစ်စင်ရေးကုကဲမွန်ဌာနချုပ်စကခ23ကိုပြီးသိမ်းပိုက်နိုင်ဖို့အတွက်ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ကျွန်မဟန္နာပါ